ောင်သိတိဖုံတော်ကြီးကျောင်းမှာမိခိုနေထိုင်လျက်ရှိတဲ့ဖယ်ရှားငံတမိကလေးကြီးရွာကအိမ်တော်စု159စုကိုပြည်ခံပြိုးပါတီအစီအစဉ်နဲ့ရန်ကုန်တိုင်းဒေသကြီးလှဲကူးမြို့နယ်မင်းကုန်းကြီးရွာအုပ်စုဝရားကုန်းကြီးရွာအနီးရှိမြေဧရိယာ9ဧကစေကအဝင်ကျင်းမှာမြေနေရာပြန်လည်ချထားပေးဖို့စီစဉ်လျက်ရှိကြောင်းရန်ကုန်တိုင်းဒေသကြီးလှဲကူးမြို့နယ်အမှတ်နှစ်မဲဆန္ဒနယ်မှာတိုင်းဒေသကြီးလှတ်တော်ကိုယ်စားလှယ်ဦးလာတန်းက 11web TV ကိုပြောပါရယ် အဲပြည်ကံပြိုးပါတီရဲ့အစီအမံနဲ့လိုပဲဟိုဟာသဘောပေါက်သွားပါတော့အဲဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ကဟိုဟာအကြမ်းကြီးအစီအစဉ်ပေါ့နော်သူတို့အဲကျွန်တော်တို့ဟာရှေ့ပြောင်းပေးမဲ့နေရာပေါ့ကျွန်တော်တို့စီမံထားတဲ့နေရာပေါ့အဲစီမံထားတဲ့နေရာဒီမှာသူတို့နေဖို့ရာသူတို့သဘောတူတယ်မတူဘူးဆိုတာကျွန်တော်တို့သွန်ပေးပါလေသွန်ပြီးတဲ့အခါမှာသူတို့အားလုံးသဘောတူကြတယ်ပေါ့နော်သူတို့အားလုံးသဘောတူကြတယ်သဘောတူတဲ့အတွက်ကြ နေသားလေးရှိပါတယ်ဟုတ်ကဲ့အဲဝရအောင်ကြီးရပါဝင်ပါဗျာမင်းတို့ကြီးရအုပ်စုမင်းတို့ကြီးရအုပ်စုဝရအောင်ကြီးရအနီးနားမှာပါဟုတ်ကဲ့မကူတော့ဘူးရန်ကုန်တိုင်းခင်ဗျာလေကူတိုင်းရလေရန်ကုန်တိုင်းလေကူမျိုးလေမင်းတို့အဲမင်းတို့ကြီးရအုပ်စုဝရအောင်ကြီးရအနီးအဲကျွန်တော်တို့ကတော့လောလောလတ်အဲ့ဒီမှာလူမှုရေးတော့ကရောက်နေတယ်ဆရာတော်ကျဲဟိုမှာသူတို့ရဲ့ခေါင်းဆောင်ပေါ့နော် နဲ့159လောက်ကျွန်တော်တို့ဖြတ်ခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့ဟိုကြံတဲ့မျိုးမျိုးမျိုးကြီးတွေမှာပေါ့လေမျိုးကြီးတွေမှာဟိုဟာဟိုတိုက်တော့ကားတော့ဗာညာဟုတ်ဗျာဟိုဟာစီးပွားရေးပူလုံပြီးတော့မှပြောင်းသွားကြတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ကြံတဲ့ဟာတွေတော့ကျွန်တော်တို့ကလက်ရှိဒီကတော့ရောက်နေတဲ့ပုံကူတွေကိုပဲဦးစားပေးပြီးတော့ဆောင်ရွက်တာပါဗျာအဲ့တော့ဒါတော့ကျွန်တော်တို့ကဒီဘက်ကမြေခွက်ဝယ်တဲ့ကိစ္စတော့ဗာကိစ္စတော့ညာကိစ္စတော့ပေါ့နော်ဟိုဘက်ကလည်းပဲမတ်လ၁၇ရက်လေးကိုနောက်ဆုံးထားပြီးတော့ဖယ်ပါလို့တော့ခေါ်ပြတယ်ကျွန်တော်တို့ကတော့ဘယ်လိုလဲပြောပြောဒီမတ်လအလယ်ရောက်ကစ ေးနိုင်အောင်ကြိုးစားမှာပါဟုတ်ကဲ့အဲကျွန်တော်တို့က6ဟီကနဲ့6ဟီကကြားပေါ့နော်အဲ့လောက်ကဝယ်ပြီးတော့မှအကြရနနာလမ်းကိုအကွက်တွေကိုပုံပေါ်ပြီးတော့မှအဲမဲနိုင်တဲ့စနေပဲဖြစ်ဖြစ်သူတို့ယူအောင်ဒါလည်းအပြီးတော့မှမဲနိုင်တာပဲဖြစ်ဖြစ်အတန်းလိုက်ပဲဖြစ်ဖြစ်ပေါ့လေအဲ့ဒီပုံစံနဲ့ကျွန်တော်သွားမှာပါဟုတ်ကဲ့အဲကျွန်တော်တို့ကတော့မှ6ဟီတခါအပြီးအပြီးကောက်ခဲ့တာလေ159အိမ်ကလက်ရှိအဲ့ဒီဆရာတော်ရဲ့ကျောင်းပရဝမှာနေထိုင်ပြီးတော့မှဆရာတော်ကနေပြီးတော့ကျွေးမွေးစောင့်ရှောက်ထားတာရဲ့အဲရွာလူကြီးကနေပြီးတော့စီးရင်တောက်ထားတာရဲ့အကုန်လုံး159အိမ်ကိုကျွန်တော်ဖြတ်ခဲ့ပြီးပါပြီခင်ဗျာ အဲ့ဒီအစီအစဉ်ကတော့ကျွန်တော်တို့ကလောလောလတ်ကဟိုဟာသူတို့လက်ရှိလူမှုရေးဘဝနေဖို့ထိုင်ဖို့အခက်အခဲရှိတဲ့ဟာကိုပဲကျွန်တော်အစီအစဉ်ပြတာပါ။ကြံတဲ့ဟာကတော့ဟိုလောလောဆယ်ကျွန်တော်တို့ဟိုဟာလောလောဆယ်ကျွန်တော်တို့ကတော့ဘာမှအစီအမံတော့မရှိသေးဘူး။သို့တော်လည်းပဲနောက်တစ်ဆင့်အတွက်ကတော့ကြံပြီးတော့မှပြန်ပြီးတော့မှတင်ပြပြီးတော့မှဆောင်ရွက်ပေးရမယ့်အစီအစဉ်ပေါ့။လောလောဆယ်ကတော့အစီအစဉ်မရှိသေးပါဘူးခင်ဗျ။အခုလိုမြေနေရပြန်လဲချထားပေးရမှာလက်ရှိဖုံးတော်ကြီးကျောင်းမှာမိခိုနေတဲ့အိမ်တော်စု159စုကိုသာပေးမှာဖြစ်ပြီးအရင်ကထွက်ခွာသွားတဲ့အိမ်တော်စုတွေပါဝင်မှာမဟုတ်ဘူးလို့သိရပါဗျ။ မြေနေရာချထားပေးရမှာလဲအကျန်းဖြစ်အနေနဲ့မြေတစ်ွက်ကိုပေ40 60ခန်းကျဲဝင်းမှာဖြစ်တယ်လို့လွှတ်တော်ကိုယ်စားလှယ်ဦးလာတန်းကပြောပါတယ်အဲနေ့လယ်နေ့လယ်ခွဲလောက်ကလာပါတယ်လာပါပြီးတော့ဒီ community ချေရွာဖြစ်ချက်တင်းခံရတဲ့အိမ်တော်စုတွေကိုအိမ်တော်စုပေါ့ဥစဉ်ကျောင်းမှာရှိနေတဲ့အိမ်တော်စုပေါ့နော်အားလုံးတော့မဟုတ်ဥစဉ်ကျောင်းမှာရှိတဲ့အိမ်တော်စု158စုကိုတဲ့ပေါင်ကြီးမင်းကုန်းနာကမင်းကုန်းနာကဝရကုန်းဆိုတဲ့ခြေရွာပြီးလာမှာဒီအေကကိုယ်အေကပေါ်မှာ ဒီ50 60အကွက်တွေသူကစီပြီးတော့ရိုက်သွားပေးပါမယ်တဲ့အဲ့အဲ့တော့မသိသေးဘူးဘယ်တော့တည်ဝင်ကျန်တယ်ဟိုဘယ်တော့တော့ဖြစ်မလဲတော့မသိသေးဘူးဒီနေ့တော့တည်ဝင်လာပြောရတာပဲဒါဘာမှမလုပ်ဘူးအခုเจ้าမှရှိတဲ့သူကဘာမှပြရတယ်မလုပ်ဘူးဖေဖော်ဝါရီလ၄ရက်နေ့နဲ့နက်အစောပိုင်းကတပ်ပိုင်မြေမှာကျူးကျော်ရလို့ဆိုပြီးဖျက်သိမ်းခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးလှဲကူးမြို့နယ်မှာရှိတဲ့သမီးကလေးကျေးရွာသားတွေဟာပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့အလိုင်းနီဆဲပဲအောင်သိတိဖုံတော်ကြီးကျောင်းဝင်းအတွင်းယာယီတဲထိုးနေထိုင်ခဲ့ပါတယ်။ ဒီလိုနေထိုင်လျက်ရှိစဉ်သက်ဆိုင်ရာကဆယ်မြောင်းပိုင်မြေပေါ်မှာစောက်ထားတယ်လို့ဆိုကအဆိုပါတဲတွေအတွက်ကြောင်းသားမရှိတဲ့အိမ်ဆောင်စုတွေကို February 18ရက်နေ့နောက်ဆုံးထဖယ်ရှားပေးဖို့တတိပေးခဲ့ပြီးနောက်အဲ့ဒီအိမ်ဆောင်စုတွေဟာအောင်သက်တီဘုံကြီးကျောင်းဓမ္မယုံထဲကိုပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။ဖယ်ရှားကတမိကလေးကျေးရွာသားတွေကို DKBA က၎င်းတို့ဒေသကိုလိုက်ဖို့လာရောက်ခေါ်ဆိုခဲ့ပေမဲ့ကျေးရွာသားတအုပ်တယောက်မှလိုက်ပါသွားခဲ့တာမရှိဘူးလို့သိရပါတယ်။